ရထားလိုင်းကိုအဓိကသုံးရတဲ့ဘန်ကောက်မှာ MRT 0မီတာနဲ့ကွန်ဒိုဆိုရင်နေမှာလားအခုရှေ့ပြပြပေးမယ့်ကွန်ဒိုကတော့မကြသေးခင်အားမှာ launch လုပ်ထားတဲ့ MRT 3.1 station ရဲ့0မီတာမှာရှိတဲ့ Admo Diesel ကွန်ဒိုပဲဖြစ်ပါတယ်။အခုရှေ့ရောက်ရှိနေတာကတော့ project ရဲ့ location ပေါ့နော်။ အော်ပြီးတော့ project ရဲ့ sea gallery ကဆိုလို့ရှိရင်လည်း project ရဲ့ဒီနေရာမှာပဲရှိတဲ့အတွက်တကယ်သွားရလာရလွယ်မလွယ်ဆိုတာကိုတစ်ခါလေးကြည့်သွားလို့ရတယ်ပေါ့နော်အခုရှင်နဲ့တူ sea gallery ကိုလိုက်ကြည့်လိုက်ရအောင်အခုဒီ project ရဲ့ပိတ်ကိုင်ရှင်က SSY developer ပေါ့နော်သူ့ရဲ့ project တွေကဆိုလို့ရှိရင်သူက team တစ်မျိုးနဲ့သွားရတယ် atmo oasis on new to atmos tropical banner လို့ဆိုလို့ရှိရင်လည်းစိမ့်စိမ့်ဆူဆူ team လေးနဲ့သွားရတယ်ပေါ့နော်အခုဒီ atmo design မှာဆိုလို့ရှိရင်လည်းသူက team ၃ခုနဲ့သွားထားရတယ်ပေါ့နော် ဒီ project area ထဲမှာဆိုလို့ရှိရင်ဘေးရင်က၃ခုရှိတယ်။ sunset sunlight နဲ့ moonlight ဆိုပြီးတော့ပေါ့နော်၃ခုသွားထားတယ်။ပြီးတော့သူ့ရဲ့ဘေးရင်တစ်ခုချင်းစီမှာရတဲ့ vibe ရှင်တွေလည်းမတူသလို facility ချင်းတွေလည်းမတူဘူး။ပြီးတော့ဘေးရင်တစ်ခုချင်းစီမှာရေကူးကန်တကန်စီထည့်ထားပေးရပေါ့နော်။ပြီးတော့ဘေးရင်တစ်ခုချင်းတစ်ခုကို iconic bridge နဲ့ဆက်ထားပေးရ facility အမျိုးပေါင်း30ကျော်ပါတယ်ပေါ့နော် facility တွေအကြောင်း details ကိုတော့ရွှေကနောက်ဗီဒီယိုမှာပြောပြပေးမယ်အခုဒီနေ့ကတော့ project ရဲ့ အခန်းအမျိုးအစားတွေကိုရှင်နဲ့တူတူလေ့လာကြည့်အောင်သူ့အခန်းတွေက1 baron so 1 baron တပည့်ဆက်1 baron so closes နဲ့1 bar plus ဆိုပြီးတော့၄မျိုးခွဲထားရပါတော့เนาะဒီထက်အခန်းကျဲတာပေါ်လိုချင်တဲ့သူတွေအတွက် developer ကနေပြီးတော့ combine unit တွေကိုလည်းထားထားပေးတယ်အဲ့ဒါကတော့အရေးအတွက်အနည်းငယ်ပဲရှိရပါတော့เนาะအဲ့တော့အခန်းအမျိုးအစားတွေကိုမရွေးခင်မှာရှင်နဲ့တူတူ rondo လေးကိုလိုက်ကြည့်လိုက်ရအောင်အခုကတော့ Atmos ရဲ့ကြံကင်းစေးစားဖွင့်ထားတဲ့ One Baron Studio Room ပေါ့နော် သူကဝင်ဝင်ချင်းမှာဆိုလို့ရှိရင် living space ရှိမယ်ပြီးတော့လို့ရှိရင် wardrobe area present table area နဲ့ပြီးတော့ရင်ဒီမှာကအိပ်ရာရှိမြဲပေါ့နော်။သူက studio room ဆိုပေမဲ့သူ့ရဲ့အာသာချက်က kitchen separate လုပ်ထားတာပေါ့နော်။အဲ့တော့ဟင်းနေပါကြီးချက်မယ်ဆိုလို့ရှိရင်လည်းအနက်ဆဲမှာမပို့ဘူး။အာဒါကတော့သူ့ရဲ့ kitchen area ပေါ့နော်။ kitchen ရဲ့ဒီဘက်ကိုသွားမယ်ဆိုလို့ရှိရင်ရေရှိုးခန်းအင်္ဂါရှိပြီးတော့ဟိုဘက်မှာဆိုလို့ရှိရင် balcony area ရှိရပေါ့နော်။ပြီးရင်ဒီအခန်းရဲ့ဈေးက2.1 million ဘယ်လောက်ကနေစရှိတာမလို့တယောက်ထင်းနေမဲ့သမားတွေအတွက်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်။အခန်းက fully fitted ဖြစ်တာမလို့ဟို furniture အနေနဲ့ဆိုလို့ရှိရင်လည်းဘာမှထရီထူးထူးထက်ထက်စရာမလိုဘူးဒီ kitchen bidding counter ဆိုလို့ရှိရင်လည်း bidding ပါထားပြီးသားပြီးတော့ရင် wardrobe dressing table နဲ့ bed frame ရဲ့ပြီးတော့ရင်ဖက်နက်စင်တွေအစအကုန်ပါထားပြီးသားပေါ့နော်အဲ့တော့ဝယ်ရမှာဆိုလို့ mattress နဲ့ sofa လောက်ပဲရှိမယ်ပေါ့နော်အဲ့တော့ရွှေနဲ့တူတူနောက်တစ်ခါအောင်ထက်ကြည့်လိုက်ရအောင် 27m² အခန်းကဒီကွန်ဒိုမှာဆိုလို့ရှိရင်2မျိုးရှိတယ်1 bedroom so closet နဲ့1 bedroom တပည့် access ဆိုပြီးတော့ပေါ့နော်အခုရွှေကြီးက1 bedroom so closet အခန်းကိုလိုက်ပြပြီးမြင် သူကဝဝင်ချင်းမှာဆိုလို့ရှိရင်ဒီ kitchen area ပေါ့နော်ပြီးတော့ရေဒီဘက်မှာ dining space လေးရှိမယ် dining space တခုကောင်းကောင်းထည့်လို့ရတာဒီကျဲတာဖြစ်တဲ့အတွက်သူ့ရဲ့ kitchen area ကျဲတယ်လို့ပြောလို့ရတယ်ပြီးတော့ရေ kitchen area နဲ့ living room area ကိုဒီလိုမျိုး slide door နဲ့ကာထားပြရဖြစ်တဲ့အတွက်အခန်းထဲမှာအနံ့ဆွဲမှာလည်းစိတ်ပူစရာမလိုဘူးပြီးတော့လို့ရှိရင်ဒီမှာက living room area ပေါ့နော် ပြီးတော့ရင်ဒီဘက်မှာက AR ရှိမယ်ပြီးတော့ရင်သူ့အခန်းက one bedroom so closest လို့ပြောထားတဲ့အတိုင်းပဲသူ့ရဲ့ dressing room ကိုတေးချလေးလုပ်ထားပေးတယ်အဲဒီဘက်မှာရွှေတစ်ချက်ပြရမယ်ပေါ့နော်အာ သူ့ရဲ့ဘစ်ဒင်ပါတဲ့ wardrobe တွေ dressing table တွေအစား developer တိရှိပြုလုပ်ထားပြီးရဖြစ်တဲ့အတွက်ကောင်းမလေးလလလေးတွေအတွက်ဆိုလို့ရှိရင်တော့ဒီအခန်းကားချင်းတွေချိန်တဲ့အခန်းမျိုးပေါ့နော်ဒီဘက်အချမ်းမှာဆိုလို့ရှိရင် YouTube အင်လာရှိပြီးတော့ဒီဘက်မှာဆိုလို့ရှိရင် wine ကိုထွက်လို့ရတယ်ပေါ့နော်ဒီအချမ်းရဲ့ဈေးနှုန်းက2.7 million ဘတ်လောက်ကနေစရှိတာဖြစ်ပြီးတော့ခုနကတော့ driver ဆိုလို့ပဲကောင်းမလေးတွေအတွက်ဒါမှမဟုတ်တင်းစီစီရများတဲ့ step တွေများတဲ့သူတွေအတွက်ပေါ့နော်အဲဒါဆိုလို့ရှိရင်ဒီအခန်းအဆင်ပြေတယ်အခုအထွေကနောက်ထပ် 27 square meter ခန်းဖြစ်တဲ့တပည့် access room ကိုလိုက်ပြပေးမယ်။အခုရွှေပြပေးမှာကတော့1 bedroom တပည့် access room ပေါ့နော်။ခုနကအခန်းနဲ့အကျယ်ဝန်းအတူတူပဲ27 square meter ။ သူကဝင်ဝင်ချင်းမှာ living room နဲ့ dining space ရှိတယ်ခုနက so closest နဲ့မတူတာကသူကအိတ်ခမ်းနဲ့ living space ကိုတသက်လေးထားပေးထားတာပေါ့နော်ပြီးရင်သူ့အခန်းကတပည့် access လို့ပြောထားတဲ့အတိုင်းပဲဒီရေချိုးခန်းအိမ်သားကိုပေါ့နော်သူကအိတ်ခမ်းနဲ့လည်းဝင်လို့ရတယ် living room ကနေလည်းဝင်လို့ရအောင်လုပ်ထားပေးတယ်အဲ့တော့အဲ့တဲ့ရေးပါရလာမယ်ဆိုရင်လည်းအိတ်ခမ်းနဲ့ကနေတစင်ဖြတ်ပြီးတော့သွားစီရမလို့တော့ဘူးအခုရှေ့ရ master bedroom ကိုတစ်ချက်ပြပေးမယ် သူရဲ့ master bedroom ဟာဆိုလို့ရှိရင် slide door နဲ့မဟုတ်ပဲ privacy door နဲ့လောက်ထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့ private ဖြစ်တယ်ပြီးရင်သူ့ရဲ့ bedding ပါတဲ့ဒီ wardrobe ပေါ့နော်တော်တော်လေးကြည်ကြဲလေးပါတာဖြစ်တဲ့အတွက်မိသားစုတွေနေမယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေတယ်ပြီးရင်ဒီမှာ dressing table ထည့်ထားပေးတယ်ပေါ့နော်ပြီးရင်ဒီ bed frame နဲ့ပါပြီးတာပေါ့နော်အခုရွှေကြ kitchen area လေးကိုတစ်ချက်ပြပေးမယ် အဒီ kitchen area ကဆိုလို့ရှိရင်ရွှေမြမလူမျိုးတွေရဲ့အကြိုက်ပေါ့เนาะဟိုကောင်းကောင်းချက်လို့ရတယ်ပြီးတော့ရင်ဒီဘက်မှာလည်း warranty ရှိတာဖြစ်တဲ့အတွက်အညော်တွေပါတယ်အထဲထဲဝင်มาလည်းစိတ်ပူစရာမလုံးပြီးရင် access white ကဘေးတင်มาဒီအညော်ဆုပ်ဆက်လဲထည့်တာပေးတာဖြစ်တဲ့အတွက်အခန်းထဲကိုအနက်နေဆွဲมาလည်းစိတ်ပူစရာမလုံးပေါ့เนาะခုနကတော့ပြသွားတယ် so closeness နဲ့ကွာတဲ့အချက်က so closeness က luxury vibe ကိုသွားပြီးတော့ ဒီတပည့် assess ကတော့ practical living style 5ပို့သွားတယ်ပေါ့နော်သူ့ရဲ့အခန်းစည်းနှုန်းဟာဆိုလို့ရှိရင်2.7 million ဘက်လောက်ကနေစရှိပြီးတော့မိသားစု နေတဲ့သူတွေနေဖို့အတွက်ဆိုလို့ရှိရင်တော့အဆင်ပြေရပေါ့နော်အခုရွှေက1 bed plus အခန်းလေးရဲ့ပုံစံငယ်လေးကိုတစ်ချက်ပြပေးမယ် အခုရွှေပြပေးမှာကတော့1 bedroom plus 35 square meter ရှိတဲ့အခန်းရဲ့ပုံစံငယ်လေးပဲဖြစ်ပါတယ်။ဒါကတော့သူ့ရဲ့ဝင်ပေါက်ပေါ့နော်။ပြီးတော့ရင်ဝင်ဝင်ချင်းမှာဒီ living space နဲ့ dining area ရှိတယ်။တော်တော်လေးကျယ်တယ်ပေါ့နော်။မိသားစုနဲ့သူတွေအတွက်ဆိုရင်ဒီအခန်းကလုံးလောက်ပဲ။ပြီးတော့ရင်သူ့ရဲ့ balcony ရာလည်းတော်တော်လေးကိုကျယ်တယ်။ပြီးရင်အခန်းနှခန်းကဒီ living room ရဲ့တစ်ဖက်တစ်ချက်စီမှာရှိတာဖြစ်တဲ့အတွက်ပို့ပြီးတော့ privacy ဖြစ်တယ်ပြီးရင်ဒီရေရှုခန့်အိမ်သာပေါ့နော်ရေရှုခန့်အိမ်သာကလည်းတပည့် access လုပ်ထားပြီးတာဖြစ်တဲ့အတွက် single bedroom ကသူရဲ့အတွက်က master bedroom ကသူရဲ့အတွက်ကဒီရေရှုခန့်အိမ်သာအဆင်ပြေတယ်ပြီးတော့ရင်သူက kitchen separate ပေါ့နော် kitchen separate ဖြစ်တဲ့အတွက်မိသားစုရဲ့အချက်စားပါစားဆိုလို့ရှိရင်လည်းသူကအဆင်ပြေတယ်ညော်ရီပါတယ်ခန်းထဲဝင်မှာစိတ်ပူစရာမလိုဘူးပေါ့နော် အာဒီအခန်းလေးရဲ့ဈေးနှုန်းကိုရှင်းရပြပြပေးမယ်ဈေးနှုန်းကတော့3.8 million ဘတ်လောက်ကနေစပြီးရှိတယ်ပေါ့နော်1 per plus ဆိုပေမဲ့ two per on function ရတာဖြစ်တဲ့အတွက်မိသားစုနည်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်เนาะဒီအခန်းလေးကိုရှင်းရ recommend ပေးပါတယ်နောက်ထပ်မိသားစုများတဲ့သူတွေကဒီထက်အခန်းကျယ်တဲ့ပုံစံမျိုးကိုလိုချင်နေဆိုရင်เนาะရှင်းရ combine unit ရဲ့အဲဒီလိုမျိုးပုံစံငယ်လေးကိုတစ်ချက်ပြပြပေးမယ်ပေါ့နော် အခုရှေ့ကအခန်းပိုကျတာကြိုက်တဲ့သူတွေအတွက်ဒီ Atmodizer ရဲ့ Combine Unit တွေကိုတရှန့်ရှင်းပြပေးမယ်။ဒါကတော့သူ့ရဲ့ပုံစံငယ်လေးတွေပေါ့နော်။ဒီအခန်းမှာကြည့်မယ်ဆိုလို့ရှိရင် သူ့ရဲ့ဒီဝင်ပေါက်ကဒီဘက်မှာပေါ့နော်ပြီးရင်သူ့ရဲ့ living space ကတော်တော်လေးကိုကျဲတယ်မိသားစုများတဲ့သူတွေအတွက်ဆိုရင်အဆင်ပြေတယ်ပြီးရင်သူ့ရဲ့အိတ်ခန်းနှခန်းလုံးက master bedroom function ရတယ်ပေါ့နော်ဒီအိတ်ခန်းဆိုလို့ရှိရင်လည်းရေရှုကန်းအိမ်သာတွဲရဒါပေမဲ့တပည့် access ဖြစ်တဲ့အတွက်ဧည့်သည်တွေပါလည်းလာမယ်ဆိုရင်လည်းအဆင်ပြေတယ်ဒီဘက်အိတ်ခန်းဆိုလို့ရှိရင်လည်းရေရှုကန်းအိမ်သာဒီမှာရှိတယ်ပြီးရင်သူ့မှာ dressing room လေးပို့သွားတယ်ပေါ့နော်အဲ့ဒီအတွက်ဒီ master bedroom ကတော့ပို့ပြီးတော့ကြည်တယ်အလဲကောင်းမှာက kitchen area ပေါ့နော် kitchen ကလည်း separate ဖြစ်တာဟုတ်မှာဟုတ်တယ်ပါလည်းပါတဲ့အတွက် က်အခန်းကိုအနှံ့ဆွဲမှာစိတ်ပူစရာမလိုဘူး54 square meter တောင်ရှိတဲ့အတွက်မိသားစုများတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေရပေါ့နော်အာပြီးတော့ဒီအခန်းရဲ့ဈေးနှုန်းက6 million ကျော်လောက်ကနေစပြီးရှိရပေါ့နော် combine unit ဖြစ်တဲ့အတွက်ဒါက developer ကဟိုလုပ်ပေးတာပေါ့နော်အဲ့အတွက် additional charges အနည်းငယ်တော့ထပ်ပြီးရရှိမယ်ပေါ့နော် ါကတော့ဒီရက်ပိုင်းအရန်ကိုလူကြိုက်များစိတ်ဝင်စားနေတဲ့ Atmo Diesel ရဲ့ Room Tour လေးကိုရွှေကရက်ပြပေးသွားတာပဲဖြစ်ပါတယ်။အာ invest လုပ်ပြီးပတ်စင်အင်ကန်ရကျင်တဲ့သူတွေအတွက်မျက်စိကျနေတဲ့ project ဖြစ်တာမလို့ payment plan အသေးစိတ်လေးကိုရွှေကနောက်ဗီဒီယိုမှာရှင်းပြပေးမယ်ပေါ့နော်။အဲရွှေရှင်းပြတာကိုမစောင့်နိုင်တော့ဘူးဆိုရဲ client တွေအတွက်ဒီဗီဒီယိုအောက်မှာ comment လေးရေးခဲ့ရုံနဲ့ရွှေတို့ team ကနေပြီးတော့ဆက်သွယ်ပေးမယ်ပေါ့နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။